ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ပုံမျိုးရေးပါတီကဆောင်ရွက်နေတဲ့လုပ်ငန်းများကျွန်တော်သိပြစီခင်ဗျာပါတီတစ်ခုဆိုလို့ရှိရင်ဒီကအဖြစ်တော့ယုံဖို့ရယ်ကိုလန်းစဉ်ကိုယုံကြည်ဖို့ရယ်အနောက်ကယုံကြည်တဲ့အတိုင်းတိုက်လို့ဖို့ရယ်ပြည်သူတွေကိုစီယုံဖို့ရယ်အဓိကနော်အလုတ်ကတော့ဒီသုံးခုပဲရှိပါတယ်အဲ့တော့ဒီသုံးခုရှိတယ်ဆိုတဲ့အချိန်မှာအဲကျွန်တော်တို့ဟာကိုယ့်ရဲ့လမ်းစဉ်ကိုယုံဖို့ဆိုတာတော့ကျွန်တော်တို့ဒီမှာပါတီတွင်းမှာစီလုံးညီညွတ်ရေးဖြစ်အောင်ကျွန်တော်တင်တဲ့နေဖွင့်တာတို့ အဲ့တော့ကပါတီတွေမှာဟောပြောဝဲရှိတာတို့ပါတီတွေမှာဆူနေပွဲတွေလုပ်ကြတာတို့ဆိုတဲ့ဥစားရင်းနဲ့ကျွန်တော်တို့လုပ်တာပေါ့အဲ့တော့ပြည်သူကိုစီးယုံဖို့ဆိုလို့ရှိရင်တော့နှစ်ခုရှိတာပေါ့တစ်ခုကတော့ကိုယ့်ရဲ့လမ်းစဉ်တွေဘယ်လောက်ထိမှန်ကန်တယ်လဲဆိုတာကိုပြည်သူတွေနားလည်အောင်ချပြမလားဒုတိယတစ်ခုကတော့ပြည်သူတွေတကယ်ကိုယ့်ရဲ့လမ်းစဉ်တွေကပြည်သူတွေအတွက်တကယ်အကျိုးရှိတယ်လို့ဆိုတဲ့ဥစားကိုလက်တွေ့လုပ်ပြမလားဆိုတော့ဒီနှစ်ခုရှိတယ် ဒီနှစ်ခုရှိတဲ့အထက်မှာလမ်းစဉ်တွေချပြတယ်ဆိုတဲ့ဥစ္စာတဲ့စာလို့ရှိရင်တော့ပြည်သူတွေတကယ်အကျိုးရှိတယ်ဆိုတဲ့လုပ်ငန်းတွေကိုလက်တွေ့ဝင်ဆောင်ရွက်တယ်ဆိုတာကတော့ပိုပြီးအဓိကကျတယ်လို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်ကျွန်တော်တို့နေရာတိုင်းနေရာတိုင်းမှာပြည်သူတွေအကျိုးရှိတဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုရှာတယ်။ရှာပြီးတော့မှကိုနိုင်တဲ့လောက်ပေါ့ကိုနိုင်တဲ့လောက်ဝိုင်းပြီးလုပ်ကြတယ်။အဲ့လိုလုပ်ကြတဲ့အချိန်ကျတော့အဲကျွန်တော်တို့ဟိုပုဂ္ဂလိကအနေနဲ့တတ်နိုင်လို့ပုဂ္ဂလိကအနေနဲ့လုတ်ပစ်လိုက်တာလည်းရှိတယ်။အဲ့တော့မတတ်နိုင်ဘူးဆိုလို့ရှိရင်လည်းပါတီအနေနဲ့ ပူပူပေါင်းပြီးတော့မှစုပေါင်းပြီးတော့မှကျွန်တော်တို့ဆောင်ရွက်တာလည်းရှိတယ်။အဲနောက်တော့ကလုပ်ငန်းရှင်တွေအဲဒါမှမဟုတ်ငွေကြေးတက်နိုင်တဲ့လူတွေစေနာရှင်တွေရှာပြီးတော့မှအဲကျွန်တော်တို့သူတို့နဲ့ပူပေါင်းပြီးဆောင်ရွက်တာလည်းရှိတယ်။အဲနောက်တော့ကတိတ်ကြီးမားတဲ့လုပ်ငန်းတွေကြတဲ့အချိန်ကျတော့နိုင်ငံတော်ကိုတင်ပြပြီးတော့မှပူပေါင်းပြီးဆောင်ရွက်တာလည်းရှိတယ်။နိုင်ငံတော်ကိုတင်ပြတဲ့အချိန်ကျတော့လွတ်တော်ပိုင်းကလည်းတင်ပြတယ်။အဲနောက်တော့ကဓာတ်ရိုက်လိုက်တင်ပြတာပေါ့။အဒီတိုင်းနဲ့ပြည်သူတွေအတွက်ကိုတော့ကျွန်တော်တို့ကြိုးရှိအောင်ကျွန်တော်တို့လုပ်နေတယ်။အဲတော့ဒီနေရာမှာတစ်ခုပဲကျွန်တော်ပြောချင်ပါတယ် အလုံးပြည့်စုံအောင်လုပ်ပြနိုင်လားဆိုရင်တော့မလုပ်ပြနိုင်သေးပါဘူး။သို့တော်လည်းပဲလုပ်ပြနိုင်တာတွေကလည်းအထင်ရှားတော့ရှိပါတယ်။အဲ့တော့ဒီပါတီအတွင်းမှာကျွန်တော်တို့ဒီအဲဒီမိုကရေစီစနစ်ကျင့်သုံးမှုအော်ဘလောက်လောက်ကြက်ကြက်ပြန့်ပြန့်ရှိနေပါလဲခင်ဗျာ။ကျွန်တော်တို့ပထမဆုံးကတော့ပါတီစဖွဲ့စည်းတယ်ဆိုတဲ့အချိန်မှာဘူဦးစီးစနစ်နဲ့ကျွန်တော်တို့ဖွဲ့ပါတယ်။အဲသို့တော်လည်းပဲပထမအချိန်ကျွန်တော်တို့ပါတီညီလာခံကျင်းပပြီးတဲ့နောက်ပိုင်းမှာတော့အဲကျွန်တော်တို့ဒီဘူဦးစီးစနစ်ဆိုတဲ့အစားနော်အဲအများနေပြီးတော့မှစူပေါင်းဆုံးဖြတ်တယ်။ အများနေပြီးတော့မှစုပေါင်းဆောင်ရွက်မယ်ဆိုတဲ့စနစ်ကိုကျွန်တော်တို့ပြောင်းလိုက်ပါတယ်။အဲပြောင်းလိုက်တဲ့အချိန်ကျတော့အများဆိုတဲ့ဖြစ်လာတဲ့အတွက်တယောက်တည်းပူလာတယ်။အဲသဘောထားနဲ့မတူတာတွေလက်ရှိမယ်။သို့တော်လည်းပဲဒီပေါ်မှာမူတည်ပြီးတော့မှမတူဘူးတူတယ်ဆိုတဲ့ဥစ္စာတွေကိုဒီမိုစီလမ်းကြောင်းအပေါ်မှာမူတည်ပြီးတော့မှအများစုသဘောတူတဲ့ကိစ္စပေါ့။ဒါကျွန်တော်ပါတီတွင်းမှာပေါ့။အများစုသဘောတူတယ်။အများစုကလက်ခံတယ်။အဲနောက်တစ်ခါ အဲကျွန်တော်တို့အနည်းစုကနေပြီးတော့သဘောမတူဘူးဆိုလဲသူ့အတွက်လေးထားပြီးတော့မှကျွန်တော်တို့ဆောင်ရွက်နေတာပေါ့ဒါဆိုရင်ကျွန်တော်တို့ဒါတော့အုတ်တိုက်တို့ပါတီအတွင်းပေါ့ခင်ဗျာဒီကျွန်တော်မြန်မာပြည်မှာကောဒီဒီမိုကရေစီနဲ့လူ့အခွင့်အရေးဘယ်လောက်တော့ရနိုင်ပြီလို့ဥက္ကဋ္ဌကြီးပြောနိုင်မလဲခင်ဗျာအဲဒီဒီမိုကရေစီနဲ့ပတ်သက်လို့ဆိုတဲ့ဥစ္စာကတော့ကျွန်တော်တို့ကဒီလမ်းကြောင်းကိုရောက်တဲ့ဥစ္စာနော်ဒီလမ်းကြောင်းကိုစပြီးကျင်သုံးနေဆိုတာကတကယ်သုံးတာသုံးနေကြောအဲဒီလမ်းကြောင်းကိုရောက်အောင်ပြင်ဆင်တာက1988ခုနှစ်နောက်ပိုင်းကစပြီးတော့မှ2010ခုတည်းအထိပေါ့ ဲ့တော့ဘလောက်တိရပါလဲဆိုရင်တစ်ချက်ကတော့နော်ပါတီစုံဒီမိုစီလမ်းကြောင်းနဲ့ကျင်သုံးနိုင်ဖို့အတွက်အခြေခံတွေကတော့ရနေပြီဒါကတော့ညှင်းလို့မရဘူးပါတီစုံဒီမိုစီလမ်းကြောင်းကိုကျင်သုံးပါမယ်ဆိုပြီးတော့မှအားလုံးလည်းအတိပေးထားတယ်ကိုယ်တိုင်လည်းဆောင်ရွက်နေတယ်သို့တော်လည်းပဲအကောင့်ထဲဖော်တဲ့အပိုင်းမှာကတော့ဘာပဲပြောဖြည်းဖြည်းစီဖြည်းဖြည်းစီသွားကြအောင်မယ်လို့ကျွန်တော်တင်တယ်နော်အချိန်တစ်ခုတော့ယူရမယ်လို့တင်တယ်အဲ့တော့ဒီပေါ်မှာမူတည်ပြီးဘာနဲ့ဆုံးဖြတ်ကြလဲ ဒီမိုစီဘလောက်ရတယ်လဲဘလောက်လူလက်ခွင့်ရတယ်လဲဆိုတဲ့ဥစ္စာနဲ့ပတ်သက်လို့ဘာနေနဲ့ဆုံးဖြတ်တယ်လဲဆိုရင်ထင်ရှားသိသာတဲ့ဥစ္စာလေးနဲ့တော့ဆုံးဖြတ်လို့ရတာပေါ့ဥပမာမီဒီယာဆိုရင်လူလက်ခွင့်ဒါအရင်နဲ့ဆိုင်ရနော်သူတို့လည်းလူကျင်လောက်ရသလားဆိုတော့ရကြမှာလည်းရအောင်မယ်အရင်တုန်းကဆိုရင်မီဒီယာတွေနိုင်ငံတကာမီဒီယာတွေမြန်မာနိုင်ငံကိုဝင်ဖို့မလွယ်ဘူးနော်အခုဆိုတရားဝင်ဝင်လို့ရလာတယ်အဲနောက်တော့အရင်တုန်းကဆိုရင်ဒီလိုဆန္ဒပြပွဲတွေနော်ဆန္ဒဖော်ထုတ်ပွဲတွေဆိုတဲ့ဥစ္စာလုပ်ဖို့မလွယ်ဘူး အခုဆိုရင်ဒါသူ့ရဲ့ခွင့်ပြုချက်တော့ပါတာပေါ့ခွင့်ပြုချက်ရရင်လွန်လကူနဲ့လုံနိုင်တယ်နော် နောက်တစ်ခါလွတ်တော်တွေပေါ်လာတယ်လွတ်တော်တွေပေါ်လာတဲ့အတွက်ပြည်သူတွေလိုအပ်တဲ့ဥစ္စာကိုလွတ်တော်ဘိုင်းကလည်းတင်ပြနိုင်တယ်နောက်တစ်ခါအစိုးရအဖွဲ့ကလည်းနည်းမျိုးကိုစဉ်းပြီးတော့မှပြည်သူတွေလိုအပ်တယ်ဆိုတဲ့ဥစ္စာကိုသူတို့လည်းလေ့လာတယ်လေ့လာပြီးတော့မှအကောင့်တွေပေါ်ကြတယ်ဆိုတဲ့အချိန်ကျတော့အဲဒါဒီပို့ပြီးတော့မှအရင်နဲ့စာရင်တော့တိုးတက်လာတယ်လို့ပဲပြောရမှာပေါ့နော် ။ဥက္ကရာခင်ဗျာအခုဒီလာမယ့်ရွေးကောက်ပွဲတွေပါတယ်များတကယ်လို့ပြီးရင်ပေါ့ဗျာ။အမျိုးသားဒီမိုစီအဖွဲ့ချုပ်နဲ့ဥက္ကရာတို့ USDP ပါတီနဲ့ညွန်မောင်းအစိုးရပဲဖွဲ့နိုင်တယ်ဆိုတာမျိုးတချို့လည်းပြောကြတယ်။အဲ့ဒါဖြစ်လာနိုင်မလားခင်ဗျာ။ဒါဟိုရွေးကောက်ပွဲမှာသမရလုတ်တဲ့လူရဲ့ဆန္ဒပေါ်မှုတည်တယ်။ကျွန်တော်တို့ကသမရစနစ်နဲ့ကျွန်တော်တို့ကနိုင်ငံတော်အစီအမံခံခွဲတဲ့စနစ်ဖြစ်တယ်။ဒါကြောင့်သမရကိုကျွန်တော်တို့ရွေးချယ်ပေးရွေးချယ်ပေးနိုင်တယ်ဆိုရင်သမရသည် သူနဲ့အဆင်ပြေတော့เนาะအစိုးရဖွဲ့သူဖွဲ့စည်းတာပဲသူဖွဲ့စည်းတဲ့အတွက်အဲ့တော့ဒီထဲမှာကျွန်တော်အခုလက်ရှိအနေထားမှာဆိုရင်လည်းတခြားပါတီကလူတွေလည်းပါပါတယ်เนาะနဲတာမြရတာတော့ကွာရင်ကွာမယ်ဒါကြောင့်ညုံမောင်းစိုးရတို့ဘာတို့ဆိုတဲ့ဥစ္စာကလည်းပဲခုနကတော့ငါနော်ပါလီမန်မှာတော့ပို့ပြီးသိတာတာပေါ့နော်ကျွန်တော်တို့လွတ်တော်စနစ်မှာကတော့သမရာဥသိတဲ့စနစ်မှာကတော့သမရာရဲ့ဆန္ဒအရဖွဲ့စည်းတာဖြစ်တဲ့အတွက်သူ့ဆန္ဒဘောပဲမှုတည်တယ် နော်ဒီလိုပဲပြောအောင်မှာပေါ့ဖြစ်နိုင်ပါတယ်နော်ဖြစ်လဲဖြစ်နိုင်ပါတယ်သူကလည်းပဲသမရဘလူးဖြစ်မယ်ဆိုတာလည်းကျွန်တော်တို့ကမသိသေးတော့ပြောရတာခက်ပါတယ်ဒါလက်ရှိဥက္ကဋ္ဌအနေနဲ့ဒေါအောင်ဆန်းစုကြည်ပေါ်ဘလူးမြင်ပါတယ်ခင်ဗျာဟောသူလည်းကိုတိုင်းပြည်အတွက်ကိုကောင်းအောင်လုပ်မယ်လို့ဒါကျွန်တော်မြင်ပါတယ်နော်အဲသူကလည်းပဲလုံနီးလုံအနေနဲ့ပတ်သက်လို့တော့တူတာတွေလည်းရှိတယ်မတူတာတွေလည်းရှိတယ်နော်ကျွန်တော်တို့သဘောကျနိုင်တာတွေလည်းရှိတယ်မကျနိုင်တာတွေလည်းရှိတယ်ဘလူးပဲဖြစ်သူလည်းစေနာထားပြီးလုပ်မယ် ်တို့ပဲကျွန်တော်မြင်ပါတယ်နော်ဥက္ကဋ္ဌယခုနောက်တစ်ခုကြောင့်တင်ကြတိအဟိုအစိုးရနဲ့လွှတ်တော်အကြပေါ့နော်သဘောထားကွဲလဲမှုတွေကျွန်တော်တို့မကြခဏပြောကြဆိုကြညဉ့်ညခုံကြတာကျွန်တော်ကြားပါတယ်အဲအဲ့ဒါကလက်ရှိမြန်မာပြည်မှာဒီလက်ရှိဖြစ်နေအချင်းတော့ဥက္ကဋ္ဌဘယ်လိုမြင်လဲဒီဥစ္စာနဲ့ပတ်သက်လို့ကတော့ဖြေဖို့ဖြစ်စင်ပါပဲနော်သို့တော်လည်းပဲဟလာအန်လွှတ်တော်နဲ့နော်အုပ်ချုပ်တဲ့ဖွဲ့ကြားနော်အကုန်လုံးညီသွားမယ်ဆိုရင်လည်းတစ်ဖွဲ့တည်းဖြစ်နေမှာပေါ့အပြန်လန်ထိန်းကျောက်မှုရှိပါတယ်နော်စေနာတွေရှိပါတယ် လွတ်တော်ဒီလည်းပဲနိုင်ငံနဲ့ပြည်သူအတွက်ကိုအကျိုးရှိအောင်လုပ်မယ်လို့ရှိတယ်။အလားတူပဲလွတ်တော်ကနေပြီးတော့မှပြုစုတဲ့ဥပဒေနဲ့အညီနာအုပ်ချုပ်တဲ့အဖွဲ့ကလည်းပဲနိုင်ငံတော်နဲ့ပြည်သူအကျိုးရှိအောင်ဆောင်ရွက်မယ်လို့ပဲကျွန်တော်မြင်တယ်။ဒါကြောင့်တချို့ကိစ္စတွေမှာတော့နားလည်မှုလေးတွေနည်းနည်းလွဲမှားတာလေးတွေလည်းရှိကောင်းရှိနိုင်တယ်။သို့တော်လည်းပဲကျွန်တော်ထင်ပါတယ်ဒါအကြီးအကျယ်မှုပေါ့။တို့လည်းပဲလားတခုဖြစ်တဲ့အချိန်မှာအဒီအောင်အကြီးချက်ပြီးရေးလိုက်တဲ့အချိန်ကျတော့လည်းမတည့်ဘူးလို့ဖြစ်နေမှာပေါ့။နောက်ဒီဒီပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်အမြင်ပြောရရင်တော့အကုန်လုံးကခင်းရင်မြင်မြင်ကြပါခင်းရင်မြင်မြင်ပဲနော်လာနေကြတာပဲဝင်းကြီးတွေလည်းလာလွတ်တော်တဲ့လာနေကြတာသူတို့နဲ့လည်းလွတ်တော်ကိုယ်စားလှယ်တွေနဲ့ခင်းနေကြတာပဲပြောကြဆိုကြဆွေးနွေးကြပဲနောက်ပိုင်းမှာအစာပိုင်းကတော့နည်းနည်းလေးဖြစ်တယ်လို့ဖြစ်ပြီးနေနောက်ပိုင်းကတော့တော်တော်အဆင်ပြေတယ်လို့ပဲပြောရမှာပါ